ဒီငချောက်ကဘာငချောက်လဲတော့မသိဘူးနော်ရှိုးကြတော့ခေါ်တာမီးတန်ရှိဆိုလားမီးတန်သွဲဆိုလားပဲอืม ကဲခုမေးပေါ့နော်ဒါခန်းညီသည်လေးနဲ့အသားဒူလေးနဲ့တန်းသူလေးနဲ့ချက်ဖို့ရန်အတွက်ပေါ့နော်ခန်းခန်းညီသည်လေးကိုကြိုက်ပြီးတော့ချက်သွုံဖြူနေလေးရဲ့ငပီလေးရဲ့ဟင်းညုံမုံရဲ့ပေါ့နော်ငုံသီးနူးမုံလေးရဲ့စနုံးမုံလေးရဲ့စီလေးရဲ့ကိုထည့်ပြီးတော့တမအောင်နှဲ့မယ်ပေါ့နော်နှဲ့ပြီးသွားပြီဆိုရင်တော့ခုလိုမျိုးရေလေးထည့်ပြီးတော့မေဦးကတေချာတမအောင်ထည့်ပြီးတော့မှုရပါမယ်ရှင် ဝေးပြီးသွားရင်ဆိုတော့မေကဒါဖုန်းလေးအုပ်ထားလိုက်မယ်ပေါ့နော်အဲပြီးရောခန်းကြီးသီးလေးခြေသွားပြီးရေလေးလေးနည်းနည်းခန်းသွားပြီဆိုရင်မင်းကဒီခန်းကြီးသီးကိုပေါ့နော်လုံးဝခြေထိအောင်မင်းထက်ပြီးတော့ဆုံးလေးနဲ့ခောက်လိုက်ပါမယ်ရှင်ပြီးရောဒီရေလေးလေးခန်းသွားပြီးဒီလိုမျိုးအနေထားလေးရောက်လာပြီဆိုရင်တော့မေကဒါအသားတို့ထည့်ဖို့အနေထားရောက်ပြီပေါ့နော်ဒါကတော့မေရေစိတ်ပြီးရောစိုင်းညမ နေထားတဲ့အသားဓူလေးကိုမေကခုလိုမျိုးထည့်လိုက်ပါမယ်ရှင်ထည့်ပြီးသွားရင်ဆိုရင်တော့ဒီအသားဓူလေးကိုပေါ့နော်ခုလိုမျိုးစုံလေးနဲ့တမအောင်မွေးမယ်မွေးပြီးသွားရင်ဆိုရင်တော့ရေစိထားတဲ့ဒီဓာတ်နွန်သီးလေးကိုမေကထည့်လိုက်မယ်ပေါ့နော်အဲထည့်ပြီးသွားရင်ဆိုရင်ဒါတမအောင်နှဲလိုက်မယ်နှဲပြီးသွားရင်ဆိုရင်တော့မေကဒါရေလေးထက်ထည့်မယ်ပေါ့နော်ဘာလို့ဆိုတော့အသားဓူကရေနည်းနည်းစုပ်တဲ့အတွက်ကြောင့်မေကရေများများလေးထည့်မယ်ပြီးတော့မေကစီပြန်ဟင်းမကြိုက်တဲ့အတွက်ကြောင့်ပေါ့နော်ရေကိုခုလိုမျိုးများများလေးထည့်မယ်ပေါ့နော်ဒါဆိုရင်ဒါစားလို့ရတဲ့အနေထားတစ်ခုတော့ရောက်ပြီပေါ့နော်ဒါကတော့ခန်းကြီးလေးရဲ့အသားဓူရဲ့ဓာတ်နွန်သီးလေးရဲ့ဟိုအများကြီးလေးပေါ့နော် အဲဒီလေးလေးစီလေးလေးနဲ့အရင်လေးတစ်ခွက်ရပါပြီရှင်။အားလုံးပဲမိန်းပါပါရှင်။ဘေဖူဒီဘလော့ကနေကြိုဆိုပါရှင်။မြန်မာဒီမှာပေါ့။မြန်မာဒီနေ့ပေါ့နော်။အိမ်မှာဘယ်လိုပြောမလို့ဟင်းလေးရအသားငါးမှမဟုတ်ဘူးပေါ့နော်။အသားငါးချက်တာမဟုတ်ဘူး။ဒါလေးမြန်မာအညာဟင်းလေးပေါ့နော်။အညာဟင်းလေးကိုသိဖို့လဲတက်တာစီမယ်ဟင်းလေးတစ်ခွက်ဖြစ်ပါရဲ့ရှင်။ဒါလေးကတော့အသားဒူးလေးနဲ့ခန်းကြီးဒီလေးနဲ့ရဲ့တန်းသွင်းဒီလေးချက်လေးရဲ့ပေါ့နော်။ဒါလေးကတော့ မစိုးဘောเนาะအသားမပါမင်းနဲ့ဈေးဘူးလေးလေးချွေတာမယ်ဈေးဘူးလေးလေးတက်တာစီမယ်ဟင်းလေးတစ်ခွက်ပဲဖြစ်ပါရဲ့ရှင်ပြီးတော့ဒိတ်ဟင်းလေးနဲ့လိုက်ဖက်အောင်မြေရဒီမှာပေါ့เนาะဒါလေးကတော့ငချောက်ကြော်လေးအဲငချောက်ကြော်လေးကဒီငချောက်ကဘာငချောက်လဲတော့မသိဘူးပေါ့เนาะရှိုးကြတော့ခေါ်တာမီးတန်ရှည်ဆိုလားမီးတန်သွဲဆိုလားပဲစားလို့ကောင်းတယ်မငံဘူးပေါ့เนาะကဲခုမေးစားပြတမင်းစားပါမယ်ရှင်မြေရဒီဟင်းလေးနဲ့အီလူလေးဒီဟင်းလေးပေါ့เนาะမေအိမ်မှာဆိုငငယ်ကဒီနေ့တအားချက်စားပြတယ်ဓာတ်ရုံနဲ့ခန်းကြီးလေးနဲ့ এই হিন্দি দস বিএমও ইজোলিস ওরলে শেবে আমাং শিন ইন কোন মগনা কলম আদার ভিজে থি দলমেনি মেনিনে আনসুস ব্লে নউ দা tóc rồi qua tổ sơn làm nhượng mà sao chỗ đi vào nó mà sao chỗ này nhiều đi nhai này mà nhiều đi bà ba đi nhỉ Ừ. Ừ. Thì hình liệu đi Sức sạch để trả sáng là con này Đúng thứ đi thông thể bị ạ တက်တက်ချာဆောင်ခေါ်တယ်။မင်းကတော့အိမ်မှာကလေးရှိလို့မို့ပေါ့နော်။ပြန်ကြီးမဆက်ဘူး။ယုတ်သေးသေးလုံးအတောင့်တန်လေးပဲထည့်ရ။အင်းတန်းလုံးတိကြလဲ။ဒါပေါ်ဦးပေါ်ပြားလေးပေါ့နော်။နင်းနေသေးရသွားတယ်တန်းလုံးတိ။ဒဇီယိုကို9000ပါရ။900နဲ့ပေးခဲ့တယ်။ပေါ်ဦးပေါ်ပြားလေးဆိုလဲဆောက်လို့ကောင်းတယ်လား။တပိုင်းချင်းဆောက်လာမှာဆောက်ကောင်း။အင်း anh mà mang rồi anh mà luyện được cái bọn nó chỉ là này luôn chắc sao dài uhm. anh nhanh cháu đẹp đủ rồi nó đâu mấy em chừng nào cháu được sao lúc còn này xây lên một sống đã xây ra mảng hàng rồi thì lên một sống số. này là chạy vào nó cô chạy à, em khánh đi đi em ရန်ပေါ်နေတဲ့အချိန်ဆိုလေအင်းဒီပိဒါမှဟိုဟာ6 9ရက်ဖြစ်နေတဲ့အချိန်မှာဒီလိုအသားတူလေးနဲ့ဟိုဟင်းတစ်ခွက်ကလေးနဲ့ဈေးနှုန်းလည်းချိုးတာရယ်ပေါ့နော်ဈေးလည်းမစိုးဘူးသေးဖို့တိတ်မကုန်နဲ့ဟင်းတစ်ခွက်ပေါ့နော်อืม အလုံးစင်တွေကိုနုနာတမင်တို့စားရချင်မြောက်တမင်နဲ့ထပ်ခုလောက်မှာပေါ့နော်အခုမေလိုမို့ပေါ်တော့ဒီဘူးလေးလေးတက်တာမဲ့ရတာလည်းရှိမယ်ဟင်းလေးချက်စားမယ်ဆိုတော့အမေရှိမှပြပြထားရင်တိုင်လေးပေါ့နော်ချက်စားကြည့်ပါကဲမေးဘလို့လေးကိုနားမှာပဲဆုံးတယ်လည်းမနော်။နောက်မေးပြေးသွားပြီးတော့ဘာစားဆိုင်ဆောင်းနဲ့ဘလို့မျိုးဆက်တော့လေးဆောင်းနဲ့ဆိုတော့လည်းဆက်ပြီးတော့ဆောင်းပါပဲကြည့်ရှုပြအောင်ရှင့်။နောက်ဘလို့မှာပြန်လဲဆုံးတယ်မနော်။အားလုံးပဲ กระดาม